ီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတပုတ်ကတော့အီဂိုဘလာဇီဗစ်ရေးသားတဲ့မြန်မာစစ်တပ်နဲ့အနေရများတဲ့နှစ်ပါးသောကနေတဲ့ကုလသမဂ္ဂဆိုတဲ့သတင်းဆောင်ပါတပုတ်ပဲဖြစ်ပါတယ်။ NUG နဲ့လူသိရှင်ကြားမဆက်ဆံဘဲအကျန်းဖတ်တက်နဲ့ဆက်ဆံကြတဲ့ကုလသမဂ္ဂလူသားချင်းစာနာမှု လုပ်ငန်းများ ခေါင်းဆောင်တွေဟာမြန်မာပြည်သူများပေါ်တစ္ဆာမရှိတယ်လို့မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေရဲ့လက်တယ်ကိုလည်းတရားဝင်အောင်လုပ်ပြီးနေတယ်လို့ဆိုပါတယ်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကလူသားချင်းစာနာထောက်ထားမှုရေးရာလုပ်ငန်းများနဲ့အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများရဲ့လက်ထောက်အတွင်းရေးမှုဖြစ်သူတွန်ဖလိုက်ချာက နေပြည်တော်ကိုတွားရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးလို့သူ့ကိုယ်သူတရားမဝင်ခံယူထားတဲ့တန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဂျမ်ပါစေအုပ်စုရဲ့ဝါဒဖြန့်ကြီးရေးမီဒီယာများကဒီအစည်းအဝေးကိုချက်ချင်းပဲအမှတ်ယူကြပါတော့တယ်။အကျန်းဖတ်စေအုပ်စုရဲ့သစ္စာကံတွင်နဲ့တာမန်ပြည်သူတွေကြားအောင်ဒီအုပ်စုတွေကနိုင်ငံတကာအလှူတွေ ဒေါ်လာ36သန်းလောက်ရကြောင်းကြီးညာကြပါတော့တယ်ကုလရဲ့အရေးပေါ်အကူအညီပေးရေးရန်ပုံငွေရဖွဲ့ကလည်းဒေါ်လာ9သန်းကိုငလင်တန်းခံရတဲ့မြန်မာပြည်သူများအတွက်ဆိုပြီးခေါ်ပေးခဲ့ပါတယ်အဲ့ဒီအစည်းအဝေးမှာယာယီကုလသမဂ္ဂလူသားချင်းစာနာရေးညှိနှိုင်းရေးမှုနဲ့လက်ရှိမြန်မာပြည် UN OCHA ရဲ့အကြီးအကဲလဲတက်ရောက်ခဲ့တယ်လို့သိရပါတယ် ဒီနေရာမှာရေးကြည့်တာကတွန်ဖလက်ချာဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လူသိရှင်ကြားတွေ့ဆုံတာမျိုးမလုပ်သေးတာကိုမိမောင်းထိုးပြဖို့လိုပါတယ်။တိုင်းနာဒေါ်လန်ကြီးအဖွဲ့စည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်းတရားဝင် တွေ့ဆုံခဲ့တာ မရှိပါဘူး။လုပ်ငန်းလေပတ်နိုင်ရေးကိစ္စကြောင့်အစ်မြင့်ကုလအရာရှိကြီးတွေဟာ ကျမ်းဖတ်အစိုးရနဲ့ချိတ်ဆက်ဆောင်ရွက်ရတာကိုကျွန်တော်အပြည့်အဝသတိမှုမိပါတယ်ယခင်တပတ်ကကုလသမဂ္ဂအေဂျင်စီများနဲ့ ICRC တို့ဟာကဘာတလောကအစိုးရအသီးသီးထံကနေငလျင်ဘေးတုံ့ပြန်မှုအတွက်ဒေါ်လာ63တန်းရရှိခဲ့ပါတယ်ငွေရပြီးတာဖြစ်တာကြောင့်မူယခုအချိန်မှာတော့ကုလသမဂ္ဂဟာလုပ်ငန်းစတင်ရတော့မှာမို့ နောက်ထပ်နိုင်ငံတကာဝန်ထမ်းတွေလွတ်ဖို့ဗီဇာရဖို့လိုအပ်လာပါတယ်။ပြီးတော့ငလျင်ထိခဲ့တဲ့နေရာတွေကိုသွားလာနိုင်ဖို့ခွင့်ပြုချက်တွေလိုလာပါတယ်။ဒါကြောင့်ကုလကိုယ်စားလှယ်တွေစစ်တပ်နဲ့သွားတွေ့ပြီးသွားလာခွင့်ရအောင် လုပ်တာ ဝန်ထမ်းကိစ္စတွေ စီစဉ်ရတာဒါတွေလက်ခံနိုင်စရာဖြစ်ပြီးလိုအပ်တယ်လို့လည်းထင်စရာရှိပါတယ်။ ဒီကုလကိုဇလဲရီယာစစ်တပ်နဲ့ဗျောင်ကျကျဆက်ဆံနေကြတဲ့အချိန်မှာမြန်မာပြည်သူတွေရွေးချယ်ထားတဲ့တရားဝင်နဲ့ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ NUG နဲ့ ERU တွေကတော့မဆက်ဆံတာကတော့လုံးဝလက်ခံနိုင်စရာမရှိပါဘူးအခုချိန်ထိအများသိအောင်ဆက်ဆံတာတရားဝင်လမ်းကြောင်းဖွင့်ပြီးပြောဆိုတာတွေမလုပ်တာလက်မခံနိုင်တဲ့ကိစ္စပါ စိုးရစင်မဟုတ်တဲ့ဆွေးနွေးပွဲတွေကတရားမဝင်လက်ရှိမှာကုလဟာအများသူငါရဲ့အလှူငွေ63တန်းကိုပုံအပ်ခံထားရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်မြန်မာပြည်သူတွေကိုကူညီဖို့အတွက်တာဝန်ယူထားရတာကြောင့်ပြည်သူတွေယုံကြည်တဲ့ပြည်သူတွေကရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေကိုအတိအမှတ်ပြုပြီးဆက်ဆံကြရမှာဖြစ်ပါတယ် မြန်မာပြည်ကိုစာကလေးကဒုက္ခဘေးအသွေးသွေးကြရောက်စေခဲ့တဲ့ကြာရောက်စေအောင်လုပ်နေတဲ့အကျန်းဖတ်စေအုပ်စုကို မျက်နှာသာပေးပြီးအထူးတလဲဆက်ဆံတာမျိုးလုပ်ဖို့ဓာရီရလာခဲ့တာမဟုတ်ပါဘူးနေပြည်တော်မှာစေအုပ်စုနဲ့လူသိရှင်ကြားတွေ့ဖို့ရွေးချယ်လိုက်တာက သူတို့ဟာလက်ရှိမြန်မာပြည်ကိုအုပ်ချုပ်နေတဲ့သူတွေပဲလို့အတိမတ်ပြုလိုက်တာပဲဖြစ်ပါတယ် ဒါပေမဲ့ကုလဟာ NUG နဲ့ ERO တွေကိုတော့အတိမတ်ပြုတ်ပြီးပြောင်းပြောင်းတင်းတင်းဆက်ဆန်တာမရှိပါဘူးတကယ်တော့ဒီလူတွေဟာမြမပြည်ရဲ့တခုဒီသော အစိုးရဖြစ်လက်မခံနိုင်ဘူးဆိုရင်တောင်မှစစ်ကောင်စီနဲ့ဆင်ပြိုင်ရှိတဲ့အစိုးရတရက်အနေနဲ့တန်းတူဆက်ဆန်တင့်ပါတယ်တွန်ဖလက်ချာဟာဒီနေရာမှာရင် ကုလရဲ့ဗတ်မလိုက်ရဘူးဆိုတဲ့မူဝါဒကို ချိုးဖောက်ပြီးသားဖြစ်နေပါတယ် တက်တက်ပြောရရင် သူဟာတရားမဝင်သူတွေကိုတရားဝင်ဖြစ်အောင် လုပ်ပြီးနေတာပါပဲတကယ်တရားဝင်နေတဲ့သူတွေကို ကြတော့တရားမဝင်သလိုဖယ်ထုတ်ထားခဲ့ပါတယ်ရှင်းရှင်းပြောရရင် ဒီစာဟာအကျမ်းဖတ်စစ်ကောင်စီနဲ့ကုလတွေးတဲ့မတွေးတဲ့ဆိုတဲ့ကိစ္စနဲ့မဆိုင်ပါဘူးတွေးဖို့လိုအပ်တယ်လို့နားလည်ထားပါတယ်လက်မခံနိုင်တာက NUG ကိုအတိမတ်ပြုတ်ဖို့ NUG နဲ့ဆက်ဆံတာကိုလူသိရှင်ကြားထုတ်ပြန်မှုပြက်ကွက်တာပါဒေါ်လာ63တန်းလက်ထဲကင်ထားတာမှုကုလဟာတကယ်ပဲပြောရေးဆိုခွင့်ရှိသူ ဖြစ်နေတဲ့အချိန်မှာအကျန်းဖတ်စစ်ကောင်စီရဲ့တဘောတိုင်းဘသူနဲ့တော့ဆက်ဆံဘသူနဲ့တော့မဆက်ဆံနဲ့ဆိုတဲ့ဇကားကိုနားထောင်စရာမလိုပါဘူးကိုကိုကိုအတင်းအစိုးရလုတ် ထားတဲ့အကျန်းဖတ်စေအုပ်စုကိုပေါ်ပေါ်ထင်ထင်ဆက်ဆန်းတာ NUG ကိုတော့ဒီလိုအကျန်းဖတ်စစ်ကောင်စီနဲ့တောင်တံတန်းနဲ့မထားနိုင်တာတွေဟာတွန်ဖလက်ချာအတွက်အလွန်ကြီးမားတဲ့အမှားဖြစ်သွားပါပြီ။သူဟာအကူအညီဒေါ်လာ63တန်းကိုအကျန်းဖတ်စေအုပ်စုကိုလွှဲပေးပြီးကုလကိုအချက်ကင်ခံရမယ်အနေထားဖြစ်အောင်တွန်းပို့ခဲ့သူဟာ။ ငလင်တုတ်ပြန်ရေးလုပ်ငန်းအစမှတင်ဒီလိုမျိုးလုတ်ပိုင်ခွင့်မျိုး ဖန်တီးပေးလိုက်လို့ကတော့နောင်မှာကုလသမဂ္ဂဟာလေဒီအခြေအနေကနေလွတ်လန်းမြင်ရတော့မှာမဟုတ်ပါဘူးအကြံပဲစစ်ကောင်စီအရာရှိတွေကိုဖလက်ချာကရစရာရှိတဲ့ရန်ပုံငွေတွေအကြောင်းပြောပြခဲ့ပြီးသူတို့ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းခဲ့ပါတယ်အကြံပဲစစ်ကောင်စီဟာဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေလိုတော်ဆက်ဆံကြတာပါ ဂျမ်ပတ်စစ်ကောင်စီလိုမျိုးစစ်အုပ်စုဟာသူတို့ကို မလိုအပ်ဖဲမျက်နှာသာပေးလိုက်တာနဲ့ရတဲ့ဘက်ကဇွတ်တွန်းတက်တဲ့သူတွေပါတကယ်လို့ဖလက်ချာအနေနဲ့တတ္တများတတ္တိများရှိမယ်ဆိုရင်နှစ်ဖက်စလုံးနဲ့ပြောင်းပြောင်းတင်းတင်းတွဲဆုံတင့်ပါလေအဲ့ဒီလိုဆိုရင်တော့သူဟာတကယ်ပဲဗတ်မလိုက်သူ ဖြစ်တဲ့ဖြစ်တိုက်တာတွေကိုတွန်းတိုက်တတ်သူအဖြစ်နဲ့နာမည်တွင်ကြံရစ်မှာဖြစ်ပါလေ ြီးတော့မှတ်သားစရာတစ်ခုကငလင်ထိသွားတဲ့နေရာအတော်များများကအကျမ်းဖတ်စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ဒေသတွေမဟုတ်ပါဘူးဒီဒေသကအကျမ်းဖတ်စစ်ကောင်စီဘက်ရိမ့်သူတွေ အကူအညီလိုနေတယ်ဆိုရင်တောင်မှသူတို့လက်ထဲမှာမရှိတဲ့နေရာဒေသတွေပါကုလသမဂ္ဂဘက်ကဒီထက်ပိုပြီးခိုင်ခိုင်မာမာရပ်တည်ပြီးဗန့်ညီတဲ့ဆက်ဆံရေးမျိုးတိဆောက်နိုင်ဖို့ အကြောင်းရင်းတွေအများကြီး ရှိပြီးသားပါဒါနဲ့တော့ဖလက်ချာနဲ့ကုလသမဂ္ဂလူသားချင်းစာနာမှု အစီအစဉ်တစ်ခုလုံးဟာအကြမ်းဖက်စစ်ကောင်စီ ပြုသမျှနှုတ်ရမယ့်အခြေအနေတွေကို တိုးဝင် သွားကြပါတယ်အခုချိန်ကစလို့မြန်မာနဲ့ပတ်သက်လို့ကုလသမဂ္ဂနဲ့ INGO တွေကတုံးတဲ့ငွေတွေကိုဘလို့ဖြန့်ဖြူးတုံးဆွဲနေတယ်လေ ပြန်လဲထူထောင်ရေးတွေဘလို့ပုံပေါ်လာသလဲဆိုတာကို NUG ERO အရက်ဘတ်လူဖွဲ့စည်းနဲ့လွတ်လပ်တဲ့မီဒီယာတွေကနေစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ဒီနေရာမှာမမေ့သင့်တဲ့ကိစ္စကတော့63တန်းဆိုတဲ့ငွေဟာ ကုလသမဂ္ဂအဖွဲ့တွေပိုင်တာမဟုတ်ဘူးဆိုတာပါပဲဒီငွေတွေကိုမြန်မာပြည်သူတွေအတွက်လှူဒန်းခဲ့ကြတာပါကုလအေဂျင်စီတွေဟာကြားကန်တတ်တတ်မျှတာဖြစ်ပါတယ် သူတို့ဟာအကြမ်းဖက်စစ်ကောင်စီကိုအားပေးအားမြောက်လုပ်ရမကြအောင်တုံးမမယ်ဘက်လိုက်မှု မရှိစေရပါဘူးကြားနေပြီးပြီးမျက်နာမလိုက်ဖဲတကယ်လူတဲ့နေရာတွေမှာတုံးမမယ်လို့တတ်ဆိုင်ရာအလူရှင်အစိုးရရေထံအာမဘန်းတွေခံထားရတာဖြစ်ပါတယ်ဒီဂရီကိုတွေကို သူတို့တီကြရပါမယ် မြန်မာရပ်ဖက်လူအဖွဲ့စည်းနဲ့လွတ်လပ်တဲ့မီဒီယာစောင့်ကြည့်တဲ့လုပ်ငန်းတွေကိုစတင်ဆောင်ရွက်ပြီးပြောထားတဲ့ဂရိတီမတီကြည့်ကြရပါမယ်။ဘေးမဖြစ်စေတဲ့အကူအညီဖြစ်စေဖို့ကုလရဲ့အစစ်မြင့်အရာရှိတွန်ဖလက်ချာဟာစစ်အုပ်စုရဲ့ကိုယ်စားလှယ်အဖွဲ့တွေနဲ့စစ်တပ်ဝါဒဖြန့်ချီမီဒီယာတွေရှေ့မှာ ပေါ်ပေါ်ထင်ထင်ဓာတ်ပုံ ရိုက်ခံခဲ့ပါလေ။ ူတို့ဟာအတူတကွငလင်ချောက်အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးရသူတွေအတွက်တမင်းနဲ့မြငိန်သက်ခဲ့ကြတယ်လို့ဆိုပါတယ်အဲ့ဒီရက်နေတဲ့စေအုပ်စုရဲ့အရာရှိတွေဟာမရေမတွက်နိုင်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေရုပ်မာမှုတွေစစ်ရေအားစုမှုတွေနဲ့လူသားတို့အပေါ်ကျူးလွန်တဲ့ရာဇဝမှုပေါင်းများစွာကိုကျူးလွန်ထားကြသူတွေပါပဲ။ မြမပြည်သူတွေအဖို့တော့သူတို့ကို လူသက်သမားတွေနဲ့အကျန်းဖတ်အုပ်စုတွေဖြစ်ပဲမြင်ကြပါတယ်မစ္စတာဖလက်ချာဟာမြမပြည်သူတွေခံစားရတဲ့ဒုက္ခနဲ့ဆုံးရှုံးမှုတွေကိုဝေမျှခံစားရမှာအဖော်ကောင်းကိုရွေးတက်ဖို့လိုပါတယ်အခုတမင်းနဲ့ငိန်သက်ချင်းကတော့နာသူကိုပူပြီးနာကျင်စေတဲ့ ငြိမ်သက်ခြင်းမျိုးဖြစ်ပါလိမ့်မယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်